ကျွန်တော်ဒီလိုတန်5000 cmh 5000 cmh ရှိမရောဘူးဗျာဘာရောမလဲဆိုတော့ကျွန်တော်တို့ကဒီမှာပေါ့နော် fresh air က3000 cmh okay နောက်တစ်ခုက return air က9000 cmh ဆိုပါတော့နော်9000 cmh အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ် miss air ကတော့ဘယ်လောက်ဖြစ်မလဲဆိုတော့ နော် total အဲကဒါဘယ်လောက်ဖြစ်မလဲဆိုတော့3000အပေါင်း9000နော်အဲ့တော့ anyway သူက1000 cmh ပဲနော်1000 cmh ဟုတ်ပြီဒါဆိုလို့ရှိရင်1000 cmh မှာ1000 cmh မှာပေါ့နော်ဘယ်လောက် percentage လဲဆိုတော့30ရာခိုင်နှုန်းက fresh air ဖြစ်ပြီးတော့90ရာခိုင်နှုန်းက ဘာဖြစ်မလဲဆိုတော့ return in ဖြစ်မယ်เนาะ90ရာခိုင်နှုန်းက return in ဒါဆိုလို့ရှိရင်ကျွန်တော်တို့ခုနအချိန်ဒီမှာ miss at temperature ကဘယ်လောက်ဖြစ်သွားမလဲပေါ့เนาะကျွန်တော်တို့အဲ့ဒါကိုဒီမှာပြန်လာပြီးတော့ကြည့်လို့ရပါတယ်เนาะကျွန်တော်တို့ဒါကိုဘယ်လိုကြည့်မလဲပေါ့ ပြန်လာကြည့်အောင်ဒီတစ်ခါအဲ့တော့ကျွန်တော်တို့ distance ကတော့ဒီတိုင်းပဲမပြောင်းအောင် 1000cm ဆိုတော့เนาะထားပါတော့ဒါပေမဲ့ခုနကလည်းပြောင်းသွားပြီဘာဖြစ်လို့လဲဆိုတော့ခုနကအခြေအနေမှာတော့ကျွန်တော်50 50နော်ဒီ outdoor air က50 return air လည်း50ဒါမဲ့ခုနအခုအစ်စ်မှာတော့ဘာဖြစ်သွားလဲဆိုတော့ outdoor air က 30ရာခိုင်နော်နော် return rate က80ရာခိုင်နှုန်းဖြစ်သွားပြီနော် ခုနကကျွန်တော်တို့ဒီမှာဒီ calculation အရာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ1000 CMH မှာ30ရာခိုင်နှုန်းက fresh ရယ် outdoor ရယ်80ရာခိုင်နှုန်းက return ရယ်ဒါဆိုလို့ရှိရင်ဒီ2.73ရယ်ပေါ့နော်30ရာခိုင်နှုန်းကခုနအခုကျွန်တော်တို့တိုင်းထားရယ်ပေါ့နော်ဒီသူက total lunch 2.73ရယ်ဒီ30ရာခိုင်နှုန်းကတော့ဒါ outdoor air ဖြစ်ပြီးတော့80ရာခိုင်နှုန်းက return air ဖြစ်ပါတယ်။အဲ့တော့ဒီ2.73 inches မှာကျွန်တော်တို့ ်ဘာလို့မလဲဆိုတော့80ရာခိုင်နှုန်းကဘယ်လောက်လဲပေါ့နော်2.73ရဲ့80ရာခိုင်နှုန်းဆိုတော့0.7ဟုတ်ပြီနော်1.91 okay အဲ့1.91 1 inches မှာဒါသူက missing point ကရှိနေတာပေါ့နော်အဲ့တော့ဒီနေရာမှာဒီ1.911 inches ကိုကျွန်တော်တို့ time ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့စဉ်းစားကြရတစ်ချက်ရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဘယ်ဘက်ကနေစ time လဲပေါ့နော်ဥပမာအားဖြင့်ပြောရရင်ကျွန်တော်တို့ ဒီ1.911ဒီဒီ outdoor airpoint ကနေပြီးတော့ဒီဘက်ကိုဘောနော်ဒီ outdoor airpoint ကနေဒီကိုတိုင်းမှလာဒါမှမဟုတ်ဒီ return airpoint ကနေဒီကိုတိုင်းမှလာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါကိုနည်းနည်းစဉ်းစားကြရရှိတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ common sense အနေနဲ့ပေါ့နော်တခုစဉ်းစားကြည့်အောင်အဲ့တော့ကျွန်တော်တို့ဥပဒါပေါ့နော်မြင်သာတဲ့ဥပမာတခုအနေနဲ့ကျွန်တော်ဒီမှာရှင်းပြပေးမယ်အဲ့တော့ဒါ container တခုရှိရယ်ဗျာဒီဘက်မှာလည်း container တခုရှိရယ်ခွက်တခုရှိရယ်ပေါ့အဲ့တော့ဒီထဲမှာဒီခွက်ကရှိအပူတွေနဲ့ ရေအပူတွေနဲ့ပြည့်ခွက်ကဟုတ်ပြီနော်ဒီထဲမှာကရေအေးနည်းနည်းပဲရှိโอเคအဲ့တော့ဒီရေနှစ်ခုကိုရောလိုက်မယ်ဆိုရင်နော်ဒီရေနှစ်ခုကိုရောလိုက်ဒီထောက်ထည့်လိုက်မယ်ရေပူနဲ့ရေအေးရောလိုက်တယ်ဒီကောင်က hot နော်ဒါကဒါက hot water နော်ဒီဘက်က cool water နော်အဲ့တော့ဒီရေအပူနဲ့အေးအေးရောလိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့အသစ်ဖြစ်လာတဲ့ဒီ mist water ပေါ့နော်ဒီဥစားအသစ်ဖြစ်သွားတဲ့ရေရဲ့ temperature က ပိုပူမလားပိုအေးမလားဆိုတော့ပူတဲ့ဘက်ကိုအများသွားမယ်ဘာဖြစ်လို့လဲဆိုတော့ရေအေးပမာရေပူပမာဏအများနေလို့နော်အဲ့ဒီသဘောတရားအတိုင်းပဲကျွန်တော်တို့အခုဒီမှာ return air ကโอเค return air က9000 cmh ဟုတ်ပြီနောက်တစ်ခုက outdoor air ကဘယ်လောက်လဲဆိုတော့3000 cmh အဲ့တော့ကျွန်တော်ဒီနှစ်ခုကိုရောလိုက်တဲ့အချိန်မှာเนาะဒီနှစ်ခုကိုရောလိုက်တဲ့အချိန်မှာ ဲ့တော့ miss air ဒီ miss air temperature ဒီဘာဖြစ်သွားမလဲဆိုတော့ဗောနော miss air temperature ကဘယ်ဘက်ကိုကပ်မလဲဆိုတော့ဒီ return air ဘက်ကိုပဲကပ်နေတယ်မြင်ဘာဖြစ်လို့လဲဆိုတော့ return air ပမာဏကပိုများတဲ့အတွက်ကြောင့်အဲ့တော့ဒီသဘောတိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ missing point ကဒီအပြောင်းလိုင်းပေါ်မှာရှိရဆိုတော့သိပြီဆိုတော့ missing point ဒီပမာဏပိုများတဲ့ဘက်ကိုကပ်နေလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ဒီ return air point ကို return air ဘက်အချက်ကိုပဲဒီ missing missing air က ဒီ return rate အချက်မှာပဲရှိတယ်မယ်နော်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ကသိပြီဆိုတော့1.91ကိုဘယ်ကတိုင်းမလဲဆိုတော့ဒီ outdoor app ကနေဒီဘက်ကိုတိုင်းမယ်1.91နော်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာကျွန်တော် ruler tools ကိုပဲကျွန်တော်ပြင်ပြီးတော့သုံးပါမယ်1.911 inches ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာမှာဒီကနေပြီးတော့စပြီးတော့တိုင်းမယ်နော် ruler tools နဲ့ 1.91ဆိုတော့နော်ဆိုတော့ဒါ1.91ဆိုတော့ဒီလောက်အောင်မရအဲ့တော့ဒီဒါ missing point ပေါ့နော်ကျွန်တော်ဒီဟိုစာ vertical line လေးကိုကျွန်တော်ဒီကိုစစ်လိုက်

28.2တော့မှရှိတယ်เนาะ28.2တော့မှရှိ degree celsius ပေါ့เนาะဒါ missing air temperature 28.2 degree celsius ဆိုပြီးရတယ်เนาะအဲ့တော့ခုနကတော့အာ50 50ပေါ့เนาะ50ရာခိုင်နှုန်းကြီးရောတဲ့အချိန်မှာတမျိုးဖြစ်သွားတယ်ဒါပေမဲ့အခုဒီမှာဒီ return air နဲ့ outdoor air နဲ့ရောလိုက်တဲ့အချိန်မှာအာဒီ80ရာခိုင်နှုန်း30ရာခိုင်နှုန်းရောတဲ့အချိန်မှာသူ့ရဲ့ temperature ကတမျိုးဖြစ်သွားတာပေါ့เนาะအဲ့တော့ဒါ missing air temperature 28.2အဲ့တော့ကျွန်တော်တို့တွက်ထားတဲ့ဟာကပေါ့เนาะဒီ28.2 degree က ဥစားပါနော်ဒီ20 28.2 celsius ကအပြည့်ဟုတ်လားမဟုတ်လားကျွန်တော်တို့သိချင်နေဆိုရင်ကျွန်တော်တို့ဒီ psychrometric application ကိုကျွန်တော်ပြန်ဖွင့်မယ်နော်ဖွင့်ပြီးသွားလို့ရှိရင်ဘယ်လိုသွားမလဲဆိုတော့ဒီမှာအလယ်မှာဒုတိယ column မှာဒီမှာ missing ဆိုတာရှိနော် aspirin A နဲ့ B နဲ့ကိုကျွန်တော်တို့ရောမယ်နော် aspirin A နဲ့ B နဲ့ကိုရောပြီးရချိန်မှာကျွန်တော်တို့ aspirin A ကခုနကကျွန်တော်တို့ရဲ့ဒီ dry bed temperature ဘယ်လောက်လဲဆိုတော့ fresh air ဒီဒါ3000 cmh နော်ပြီးတော့ဒီ သူကသူ့ရဲ့ properties က33 degree RH က90ရာခိုင်နှုန်းဟုတ်ပြီเนาะကျွန်တော်အဲ့ဒါကိုကျွန်တော် miss လုပ်မယ်အဲ့တော့ဒီမှာ air spring a ကိုကျွန်တော် fresh air လို့ယူစားရဆိုရင်သူက33 degree drive back เนาะ RH က90ရာခိုင်နှုန်းပြီးတော့သူ့ရဲ့ flow rate က3000เนาะ3000 cmh ပြီးတော့ရင် air spring b မှာကတော့ drive back ပဲเนาะ drive back သူကတော့ကျွန်တော်တို့ဘယ်လောက်လဲဆိုတော့ temperature က26 degree driver ice ကဒါပါလဲဆိုတော့60% ice เนาะ sorry 50% ice เนาะ50% ice သူက air flow က9000 cmh okay အဲ့တော့ဒီမှာကြည့်လိုက်လို့ရှင်အဖြေထွက်လာเนาะဒီမှာဥစားပေါ့9000 okay total air flow က1000 cm အဲ့တော့ missing air temperature ကိုသိချင်ရင်ကျွန်တော်ဒီမှာ drain pad ကိုရွေးလိုက်မယ်နော်ဘယ်လောက်လဲဆိုတော့ဒီမှာ28.13ထွက်တယ်နော်ဒီမှာ28.13ကျွန်တော်ရထားတာက28.2ဆိုတဲ့အတွက်ကြောင့်မလို့ဒါနီးစက်တယ်လို့ပြောလို့ရတယ်နော်တကယ်လို့သာခုနကအချိန်နေ9000 cm ရောမယ်ဆိုပါတော့နော်9000 cm ဒါက9000 cm နော်ဒါဆိုလို့ရှိရင်သူက temperature ဒီ29.53ဆိုတဲ့ဟာကိုရပါလိမ့်မယ်နော်ခုနက တွက်ထားတဲ့ဟာပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ဒီ missing app ကိုဒီ psychometric chart ကိုသုံးပြီးတော့ဘယ်လိုတွက်မလဲဆိုတာနဲ့ psychometric application ကိုသုံးပြီးတော့ဘယ်လိုတွက်မလဲဆိုတာကိုပြောပြထားတာပဲဖြစ်ပါတယ်တကယ်လို့ကိုကအဲ့ဒါမှမဟုတ်သေးဘူးကျွန်တော်တို့ပေါ့နော်ဒီဟာကို calculation နဲ့တွက်ချင်တယ်ဆိုပါတော့နော် formula ကိုကျွန်တော်ရဲ့ဒီ powerpoint slide ထဲမှာကျွန်တော် formula ပေးထားတာရှိပါတယ်နော်ကျွန်တော်အဲ့ဒါကိုအခုအဲ့ဒါသုံးပြမယ် formula နဲ့ ျွန်တော်ရဲ့ဒီ psychometric chart ပေါ့နော်အဲအနောက်ဆုံးမှာကျွန်တော် formula ပေးထားတာရှိပါတယ်တကယ်လို့ missing air temperature ကိုကျွန်တော်တို့လိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုရှာမလဲဆိုတော့ temperature of missing air ကိုလိုချင် air flow a အမြောက် temperature of air flow a နော် air flow a နဲ့ air flow a ရဲ့ temperature နဲ့မျှောက်မယ်ပြီးလို့ရှင် air flow b နဲ့ air flow b ရဲ့ temperature နဲ့မျှောက်မယ်ပြီးအဲ့နှစ်ခုကိုပေါင်းမယ်ပြီးရင် air flow a နဲ့ b နဲ့ပေါင်းရင်းနဲ့ပြန်စလို့ရเนาะဒါဆိုလို့ရှင်ကျွန်တော်တို့က amazing air temperature ကိုရပါတယ်เนาะကျွန်တော်အဲ့ဒါကိုခုနကဒီမှာပြန်ချရေးမယ်ဆိုလို့ရှိရင် amazing air temperature လိုချင်နေဆိုတော့เนาะအဲ့တော့ကျွန်တော်ဒီမှာ temperature ပေါ့เนาะ temperature of miss air ကိုလိုချင်ရင်ဘာလုပ်မလဲဆိုတော့ okay air flow a เนาะ air flow a အမြောက် temperature of air flow a okay ပြီးရင် air flow b air flow b မြောက် temperature of FLOB okay အဲ့ပြီးသွားလို့ရှင်သူတို့နှစ်ခုပေါင်းကိုဘာနဲ့စမ်းလဲဆိုတော့သူတို့ကိုနော် FLO A+ B နော်ဒါနဲ့စမ်းမယ်အဲ့တော့ဒီတိုင်းဆိုလို့ရှင် FLO A ကခုနကကျွန်တော်တို့ယူဆထားတာက3000 FLO B က9000เนาะအဲ့တော့ကျွန်တော်ဒီမှာအစသွင်းမယ်ဟုတ်ပြီเนาะ FLO A က3000 okay ပြီးတော့အမြောက် temperature of airflow A air flow air temperature ဘယ်လောက်လဲဆိုတော့33เนาะ33အဲ့တော့အမြောက်33အပေါင် air flow b က9000เนาะ temperature of air flow b ကဘယ်လောက်လဲဆိုတော့ကျွန်တော်တို့ဒီမှာ26 degree เนาะ26 degree အဲ့တော့26ဟုတ်ပြီเนาะပြီးတော့လို့ရှိရင်သူတို့နှစ်ခုပေါင်းကျင်အောင်ဘာနဲ့စားမလဲဆိုတော့ air flow a နဲ့ b နဲ့စားမယ်ဆိုတော့နှစ်ခုပေါင်းကျင်နဲ့စားမယ်เนาะအဲ့တော့3000 အပေါင်း9000ဟုတ်ပြီเนาะကျွန်တော်ဒီဟာကိုရှင်းလို့ရပါပြီအဲ့တော့ရှင်းမယ်ဆိုရင် ကျွန်တော်ဒီမှာ calculator 20ပဲကျွန်တော်ပြန်ပြီးတော့ရှင်းမယ်ပေါ့เนาะအဲ့တော့ဒီမှာကြည့်အောင်ကျွန်တော်เนาะ3000အမြောက်33ဆိုတော့ဘယ်လောက်လဲဆိုတော့9900เนาะအဲ့တော့ဒီမှာကျွန်တော်တို့9900ဖြစ်မယ်เนาะ9900 โอเคအပေါင်း8026လေးမြောက်နော်8000မြောက်26ဟောဒီမှာက38000 38000 2000ဆိုရနော်ပြီးရင် flow a နဲ့ b နဲ့ပေါင်းတော့က1000အဲ့တော့ဒီဟာကိုရှင်းမယ်ဆိုရင်38000အပေါင်း9900နော်9900အဲ့တော့နှစ်သိန်းရှစ်သောင်းတစ်ထောင်ဆိုပြီးရတယ်အဲ့ဒါကိုအစာတစ်ထောင်နဲ့စာနော်အဲ့ဘယ်လောက်လဲဆိုတော့ 28.1 degree celsius ဆိုပြီးထွက်တယ်เนาะအခုနကကျွန်တော်ရှာထားတဲ့အဖြစ်ကဒီမှာ28.2 degree celsius เนาะ28.2 degree celsius အဲ့တော့ဒါကိုကြည့်ချင်းအဖြစ်ကျွန်တော်ဒီမှာပေါ့เนาะဒီ miss air ကိုရှာတဲ့အချိန်မှာကျွန်တော်တို့ကြိုက်တဲ့နီးပြီးကိုနီးလန်ကိုတုံးပြီးတော့ရှာလို့ရပါတယ်เนาะအဲ့တော့ကျွန်တော်ဒီ chat ပေါ်မှာ plot ချပြီးတော့ပဲရှာတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်ဒီ mobile application ကိုတုံးပြီးတော့ရှာတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်ကျွန်တော်ခုနောက်ဆုံးမှာ အသုံးပြုထားတဲ့ဒီ formula ကိုသုံးပြီးတော့ပဲဖြစ်ဖြစ်ကျွန်တော်တို့ရှာလို့ရပါတယ်เนาะအဲ့တော့ဒါ missing error ကိုဘယ်လိုရှာမလဲဆိုတာကို ပြောပြထားတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ lecture ကိုပေါ့เนาะနားလည်ပြီးသွားတဲ့အခါမှာကျွန်တော်တို့အနေနဲ့ဟိုဥစားပါเนาะပြန်ပြီးတော့ practice လုပ်ဖို့လိုတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီမှာအောက်မှာပေါ့เนาะဟိုတချို့ information တွေပေးထားရှိတယ်ပြန်ပြီးတော့ practice လုပ်ကြည့်ပါအာနောက်ပြီးတော့ ဟုတ်နော်ဒီ psychometric chart ပေါ်မှာ plot ချပြီးတော့အရင်ရှာစူးစမ်းပြီးရှာကြည့်ပါနော်ကျွန်တော် psychometric ကိုကောင်းကောင်းသုံးတက်ပြီး chart ကိုကောင်းကောင်းသုံးတက်ပြီးဆိုတော့မှဒီ software တွေကိုသုံးတာကကျွန်တော်တို့ပို့ပြီးတော့ကောင်းပါတယ်ဒီလိုလုပ်ချင်းအပြင်ကျွန်တော်တို့ကဒီ theory ဘက်ကိုတကယ်နားလည်ထားပြီးတော့ကျွန်တော်လုပ်ငန်းခွင်ထဲမှာပြောရဆိုရတာလည်းပို့ပြီးတော့အဆင်ပြေလာမှာပဲဖြစ်ပါတယ်